SM ကနေတရဝင်းထွက်ခွာသွားတဲ့ဝင်းဒီနဲ့ယယ်ရီ ဧပြီလ၄ရက်နေ့မှာထွက်ပေါ်လာတဲ့သတင်းတွေအရ Revival အဖွဲ့ဝင်ဝန်ကြီးနဲ့ Yeri တို့ဟာ SM Entertainment ကနေထွက်ခွာသွားကြပြီးမြေ Revival အဖြစ်ဆက်လက်ရှိနေကြအောင်မှဖြစ်ကြောင်းသိရပါတယ်။ SM ရဲ့တရားဝင်ထုတ်ပြန်ချက်မှာဝန်ကြီးနဲ့ Yeri က Revival အနေနဲ့အဖွဲ့လိုက်အမှုပညာလှုပ်ရှားမှုတွေမှာပါဝင်သွားမယ်အပြင်တကူရောအနေနဲ့သက်ဆိုင်ရာ Neberry မှာဆက်လက်ရှောင်လန်းကြမယ်လို့သိရပါတယ်။ SM ကအတူရှိခဲ့တဲ့အချိန်တွေမှာပျော်ရွှင်ခဲ့ရပြီးဝန်ကြီးနဲ့ Yeri တို့သူတို့အမှုပညာခရီးရဲ့စာမျက်နှာအသစ်တွေကိုဖွင့်လှစ်ရမှာလဲအပိနေမှာဖြစ်ကြောင်းပြောခဲ့ပါသေးတယ်။ ်။ဒါ့အပြင် Revival Combat တွေမှာ Wendy နဲ့ Yeri ကပါဝင်သွားမှာဖြစ်တဲ့အတွက် Revival ရဲ့တောက်ပရအနာဂတ်ကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့ SM ကတောင်းဆိုထားပါသေးတယ်။ SM က Wendy နဲ့ Yeri ကိုသူတို့ရဲ့သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာလိုက်ပါအားပေးပေးကြဖို့လည်းတောင်းဆိုထားသေးတာကြောင့်ပရိသတ်တွေကဝင်ဒီဟာတကူရောအဆိုဘက်ကိုအာယုံဆိုင်ပြီးယေရီကတော့တရုတ်ဆောင်ဘက်ကိုဦးစားပေးလိုက်မယ်လို့ခန့်မှန်းနေကြပါဗျ။ Revival Memory ဟာ2023မှာ SM နဲ့စာချုပ်တစ်ကိစ္စစတင်ဆွေးနွေးခဲ့ကြပါတယ်။အဖွဲ့မှကြံ့ရင်ခဲ့တဲ့ Soulgi က2023 August, Irene က2024 February နဲ့ Drain က2025 January တို့မှာစာချုပ်တစ်တွေအသီးသီးချုပ်ဆိုခဲ့ကြပါတယ်။ Britney တွေကတော့ Wendy နဲ့ Yeri တို့အတွက် အကောင်းဆုံးတွေပဲဖြစ်လာဖို့ဆုတောင်းပေးနေကြပြီး Revival Comeback ကိုလည်းမကြခင်မှာမြင်တွေ့ရဖို့မျှော်လင့်နေကြပါတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။